Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဆွေတော်မျိုးတော်များတွေ့ဆုံပွဲနဲ့ဘွားဆိုသင်္ကန်းဆက်ကပ်ပူဇော်ပွဲအတွက်အကျုံညီနိုင်စီဝေးကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကုန်းမောင်ဆက်ဘေးရင်ဆွေတော်မျိုးတော်များအသင်းရန်ကုန်ဖြစ်ပေါ်လာပုံကမဟာဆွေတော်မျိုးတော်များအဖွဲ့ချုပ်ကစတင်လာခဲ့တယ်လို့ပဲဆိုရပါမယ်။ ထီချိုးစီပေါင်းသူဂျုံဘဝရောက်ခဲ့ရပြီးတဲ့နောက်အင်္ဂလိပ်အစိုးရကအတင်းအဓမ္မပို့ဆောင်ခြင်းခံရလို့တော့၎င်းမိမိတို့သဘောအရတော့၎င်းဘရင်ဆွေတော်မျိုးတော်များဟာရန်ကုန်မြို့သို့ပြောင်းရွှေ့နေထိုင်လာခဲ့ကြပါတယ်အဲ့ဒီထဲမှာမင်းတို့မင်းတရားကြီးရဲ့ခဏရတိုက်စားမိပြားကြီးဟာသားတော်များကွမျက်ခံရပြီးစိတ်နှလုံးညှိုးနှမ်းစွာကြံခဲ့သူသမီးတော်များနဲ့အတူရန်ကုန်မြို့ရှမ်းလန်း ချမ်းအမှတ်15မှာစံအိမ်တော်တိဆောက်ပြီးစံတော်မူခဲ့ကြပါတယ်။900တိုက်စာမိပြားကြီး200စံတော်မူပြီးတဲ့အခါမှာတော့သမီးတော်တွေမင်းတပ်ထိတ်ခေါင်တင်ဖရာစံတော်မူလို့မင်းတပ်အိမ်တော်ကြီးလို့ခေါ်ထွင်းစေခဲ့ပြီးမင်းတပ်အိမ်တော်ကြီးမှာစံတော်မူတဲ့မင်းတပ်ထိတ်ခေါင်တင်ဖရာအပားတော်ကိုဆွေတော်မျိုးတော်များကဝင်ရောက်ခါစားလေးရှိခဲ့ကြပါတယ်။ထို့သောဝင်ရောက်ခစားကြရင်ဆွေတော်မျိုးတော်များပေါင်းစည်းညီညွတ်ရေးမျှော်တွေးပြီး မဟာဆွေတော်မျိုးတော်များအဖွဲ့ချုပ်ကိုဖွဲ့စည်းတည်ထောင်ကဆွေတော်မျိုးတော်များအရေးဆောင်ရွက်ခဲ့ကြပါတယ်။အဲ့ဒီအဖွဲ့ချုပ်ကြီးမှာမင်းတပ်ထိတ်ခေါင်တင်ဖျားကဩဂတ်ထာအဖြစ် စီမံဆောင်ရွက်တော်မူခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာတော့ဆွေတော်မျိုးတော်များလည်းလုပ်ငန်းတာဝန်အသီးသီးနဲ့တာဝန်ကျရာနယ်မျိုးကိုပြောင်းရွှေ့သွားကြကခေတ်ကာလအခြေအနေအရဆွေတော်မျိုးတော်များနာမည်တွင် ထိတ်တင်ထဲရန်ကိုပင်ဖိနှိပ်တားမြစ်တင်းကျပ်လာခဲ့ခြင်းတို့ကြောင့် မဟာဆွေတော်မျိုးတော်များအဖွဲ့ချုပ်ကြီးဟာတပ်ဝင်လှုံ့ရှားမှုမရှိတော့ဘဲလုပ်ငန်းစဉ်များရပ်ဆိုင်းသွားခဲ့ရပါတော့တယ်။အဲဒီနောက်မှာတော့ဆယ်စုနှစ်နှစ်စုကျော်သုံးစုမှာမင်းတို့မင်းတရားကြီးနဲ့လောင်းရှေမီပြားကြီးရဲ့သမီးတော်တွေမိထီလာစုဘရားရဲ့မြေတော်မိထီလာသမီးတော်ကြီးရဲ့မွေးတော်ရဲ့အလှူတော်မင်္ဂလာမှာဆွေတော်မျိုးတော်များပေါင်းစည်းတွေ့ဆုံကြပြီးရခင်မဟာဆွေတော်မျိုးတော်များအဖွဲ့ချုပ်ကြီး တနည်းအားဖြင့်ဘရင်ဆွေတော်မျိုးတော်များအသင်ကဲ့သို့ဆွေတော်မျိုးတော်အသင်ပြန်လည်တည်ထောင်ပြီးဆွေတော်မျိုးတော်များကျမ်းမာရေးပညာရေးမင်္ဂလာအခါမတတော်အခါများရှေးတုံးစင်လာများမပြောက်ွယ်တည်တတ်စေရေးဆောင်ရွက်နိုင်ကြရန်အတွက်ကုန်းမောင်စံဆွေတော်မျိုးတော်များအောက်မြမာပြည်ရန်ကုန်အသင်ကိုဖွဲ့စည်းတည်ထောင်ခဲ့ကြပြီးယခုအခါမှာတော့အသင်ရဲ့အမည်ကိုကုန်းမောင်စံဘရင်ဆွေတော်မျိုးတော်များအသင်ရန်ကုန်လို့ပြောင်းလဲခေါ်ထွင်းစေခဲ့ပါတယ်။ အခုဆိုကုန်းမောင်ဆက်ဘရင်ဆွေတော်မျိုးတော်များအတင်းကဟိုးရှေးရခင်ဘိုးတော်ဘွားတော်များတီထောင်ဖန်ဆင်းခဲ့တဲ့မဟာဆွေတော်မျိုးတော်များအဖွဲ့ချုပ်ကြီးမှပောက်ဖွားဆင့်သက်လာခဲ့ခြင်းပင်ဖြစ်ပါတယ်ဒီကနေ့မှာတော့ဆွေတော်မျိုးတော်များတွေ့ဆုံပွဲနဲ့ဝါစုတင်ငန်းဆက်ကလူရန်ပွဲအတွက်အကျိုးညီနိုင်အစီအွေကိုအစဉ်လာမပြတ်ကျင်းပပြုလုပ်ခဲ့တာပင်ဖြစ်ပါတယ် ဘဝဝဝနာပီတိရတော့မပြောနဲ့တော့အော်နောက်ပြောလိုက်ရအောင်မယ်။ဖွားတို့ရဲ့ထရာဖီယာကညောင်ရမင်းသားကညောင်အုပ်ညောင်ရန်ကထွက်ပြေးရတော့ဟိုစင်ပြီးမှချင်းလိုက်တာလို့ထွက်ပြေးရတော့အိန္ဒိယမှာဖွားတို့ထရာဖီယာကအဲ့ဒီထွက်ပြေးရတော့ဘိုးအိမ်ဖွားအိမ်ရနေအိန္ဒိယမှာမွေးတာဒီမှာမဟုတ်ဘူးအဲ့ဒါဖွားကနောက်ဂျူလာမလို့တော့ဘရင်ကဒေါ်မန်ဆွစ်မြန်မာပြည်မှာဦးဆုံးအင်္ဂလိပ်ကဒေါ်မန်ဆွစ်ဘရင်ကဘရင်ကနဲ့ ွားတို့ထရာပြားနဲ့အကြီးပြားနဲ့လက်ဆွဲနှုတ်ဆက်တဲ့ဥယျင်ပွဲဥယျင်ပွဲဆိုတာဟိုလုံးကဆင်းရဲသားတွေမဝင်ရအောင်မတက်ရအောင်ချွေတော်မျိုးတော့မင်းချွေမင်းမျိုးသာတက်ရအောင်ဟာထတာပြားတရားတယ်အဲ့တော့ဘွားတို့ကခုန်ယူတာပေါ့လေအရာကိုခုန်ယူတာအခုလေဒီရွှေတော်မျိုးတော့ပြန်ဖြစ်အောင်လို့ပြန်ပြီးဖော်တာသူတို့ဖော်တော့ဟောဝိသံခွာတော့လူကြီးတယောက်နေနဲ့ခွာရှက်မိနောက်မှာအကုန်လုံးပြောတတ်တယ်ပြောတတ်တယ်ဟိုဒီအသေးအဖွဲ့ဘယ်လိုပဲညာ နော်အဲ့ဒီလိုမျိုးပြောတတ်တယ်ညောင်ရံညောင်ဟုတ်ဘွားတို့ကစစ်တောင်မှပါစစ်လဲမမင်းနဲ့လေနော်အိမ်တော်48အိမ်တော်လူကြီးတွေဆိုတော့မျိုးတော်တွေပြန်ဆုံပြီးတော့မိစုံစားပွဲလဲလုပ်ရင်ကျွန်တော်တို့အဲဝါတွင်းကြလို့ရှိရင်ဝါစုသင်္ကန်းကပ်ပွဲနဲ့80ထက်တကြီးတကြီးဝါတော်ကြီးဘုဖွားတွေကတော့ပူဇော်ပွဲလုပ်ဖို့အတွက်ဆွေးနွေးတိုက်ပွဲမှာမှာဟုတ်ကဲ့ပါတို့ဒီအသင်းကတော့အင်္ဂလိပ်ခေတ်တွေက ဘရင်ဆွေတော်မျိုးရာအတင်ချံကောအင်္ဂလိပ်ခေတ်တွေကတည်ထောင်ခဲ့တယ်နောက်ပိုင်းခုဒီအဲဒီခေတ်ကြမှာပြန်ပြီးတော့တည်ထောင်လာတာပေါ့နော်ပြန်ပြန်တည်ထောင်ခဲ့တယ်နောက်ကျွန်တော်တို့ ဒီဒီရန်ကုန်မှာရှိတဲ့ဆွေတော်မျိုးတော်တွေအဲမန္တလေးဘက်စကိုင်းဘက်ရှိတဲ့အထက်ပမာပြည်တိုင်းပြည်တော်ရှိတဲ့ဆွေတော်မျိုးတော်တွေတဘာဝဘေးသင့်လို့ရှိရင်လည်းအိမ်တော်တွေလိုက်လှူဒန်းပြီးတယ်လူငယ်တွေရောအကစားစားရပေါ့အစားစားရစီးပွားရေးလူမှုရေးတွေအကုန်လုံးအဆင်ပြေအောင်ဆောက်ရှောက်တဲ့အသင်းပါပဲဟုတ်ကဲ့ပြီးတော့31အိမ်တော်ပေါ့အဲ3သိန်းနှုန်းနဲ့အကူအညီထောက်ပံ့နေထပ်ပြီးတော့လည်းတဘာဝဘေးသင့်တဲ့အိမ်တော်တွေကိုလည်းထပ်ပြီးတော့ အဲကုညီထောက်ပံ့ဖို့ဆွေးနွေးပါမယ်ဟုတ်ကဲ့ပါဒီကိုကျွန်တော်တို့ကတော့၃ချိန်လောက်ကျင်းပဖြစ်ပါတယ်အဲဟိုစာအခုလာမယ်ဝါဆိုတင်ကန်ကပ်ပွဲနဲ့တက်ကြီးဝါရကြီးပူဇော်ပွဲကတော့နာဂလန်ကူဖုံးကြောင်းမှာအဲကျင်းပဖို့ပဲရှိပါတယ်ဟုတ်ကဲ့ပါဝင်းတာပီတီဖြစ်ပါတယ်ကျွန်တော်တို့အဲဟိုအင်္ဂလိပ်ခေတ္တရအဖွားလည်းဒီအဲခုံမောင်ဆဲဆွေတော်မျိုးတော်မှာအတင်းကိုလည်းတီထောင်ခဲ့ရည်နိအဖွားဖွားမင်းတို့မင်းရဲ့သမီးတော်ပေါ့မင်းနဲ့ထိတ်ကောင်းနေကျွန်တော်ငားတဲ့ကြီးတင်ကြရလဲအဖွားရည်ရဲ့တင်ကြိုင်းတော်ပေါ့အဲဒီသတင်းသတင်းကျလာပြင်းနေဆိုလဲအဲ နေရဆန်ကတော့ကုန်ခဲ့တဲ့ဘူးဘွားတွေကိုပူဇော်တဲ့ပွဲလဲရှိပါတယ်အဲဒီငါးတက်ကြီးတင်ဆိုင်တော်မှာလေတင်ကြီးတို့လာပြင်းနေဆိုရင်ဟုတ်ကဲ့ဝမ်းမြောက်ဝမ်းသာပြီးပါတယ်ကိုဆွေတော်မျိုးတော်တွေတနည်းမှတစ်ချိန်တစ်ချိန်နေဒီခါလေးသုံးချိန်လောက်စုံပြီးတဲ့အတွက်လေတွေ့တဲ့ချိန်ပါအဲအရန်ဝမ်းသာပြီးတော့ပီတိဖြစ်မိပါတယ်ဟုတ်ကဲ့ကုန်းပေါင်းဆက်ဆွေတော်မျိုးတော်များအားလုံးကိုအဲဘယ်ကိစ္စပဲဖြစ်ဖြစ်လူမှုရေးလူမှုရေးတွေဒုက္ခဘေးတွေအကုန်လုံးကိုဆက်လက်ပြီးတော့ကျွန်တော်တို့အသင်အားနေကိုကြီးဆောက်ဆောက်ရှောက်ပြီးထောက်ပံ့ဝါမယ်လို့ ပြောပြရပါတယ်ဟုတ်ကဲ့ပါတွေ့ဆုံတာကြာပြီဖြစ်တဲ့ဆွေတော်မျိုးတော်များနဲ့ပြန်လေးတွေ့ဆုံတာပါ။အခုဒီမှာဝါစုပင်သာဆက်ကပ်ဝဲနဲ့တကြီးပူဇော်ဝဲအတွက်ဒီမှာညှိနှိုင်းတိုင်ပင်ကြပါမယ်။အစင်သားတွေဘာလဲဆိုတော့ဒီတက်တော်ကြီးပေါ့နော်မကျမ်းမာတဲ့တက်တော်ကြီးတွေကိုကရော့ဆက်ငွေတွေကရော့ပါတယ်။နောက်ဟွာပေါ့တက်တော်ကြီးတစ်ပါးတစ်ပါးပေါ့နော်။ဟွာကန့်ကုန်သွားပြီဆိုလို့ရှိရင်အဲ့မှာလဲဟိုကုညီထောက်ပံ့ပါတယ်။ ။နောက်အခုလောလောဆယ်ရပါလဲဆိုတော့အန်တီတို့နှစ်စင်ကဝါဆိုသင်္ကန်းဆက်ကပ်ထူရမှာ။နောက်မင်းတော်မီးရမတ်တက်ကပါပါ။အဲ့ဒီအတွက်ကိုအန်တီတို့အခုတော့ရန်ကုန်မှာပဲငကယုံကျောင်းတိုက်မှာဟိုကနှစ်စင်ဆုံးကပ်ပါတယ်။နောက်ငါးလေးကိုလည်းအဲ့မတ်တက်ကပအတွက်ကိုဒီကနေငွေလှူရမ်းပေးပါတယ်။နောက်မန္တလေးကဓမိကရာမှာရွှေချင်းကြောင်းတိုက်ကြီးရှိပါတယ်။အဲ့ဒီအထက်မှာမင်းတို့ကြီးလှူထားတဲ့မင်းတို့ဖုံးတော်ကြီးပြလှူထားတဲ့ ကျွန်းကြောင်းရှိပါတယ်။အဲ့အတွက်ကြီးတော့တင်လာတော့ရေစက်ချတဲ့အတွက်လည်းအန်တီတီကနေခုငွေတွေခူထမ်းပေးပါတယ်။နောက်အခုလောလောဆယ်မှာကျတော့ငလျင်မှာဟိုမန္တလေးကအိမ်တော်တွေမှာဟိုတော်တော်ထိကြပါတယ်လေ။အဲ့အတွက်ကိုအန်တီတို့ဒီအတင်းရလည်းရံပုံငွေက၁၀သိန်းထည့်ပါတယ်။နောက်မင်းသက်နေမျိုးဦးကလည်း၁၀သိန်း၊မင်းသက်ဇာနီဆိုရ၁၀သိန်း။နောက်တခြားအိမ်တော်တွေဖြစ်တဲ့ဟောပေါ့။ငောင်ရမ်းထိတ်တင်ချေးကိုဘနယ်ကုန်းအိမ်တော်ကျောက်ပေါင်းအိမ်တော်မိထီလာအိမ်တော်ကတသိန်းစီထည့်ဝင်ထူထမ်းပြီးတော့ အဲ့မှာမန္တလေးကအိမ်တော်ဆက်တဲ့ယူတိတ်ကို၃ဘင်းနှုံးနဲ့ဒီလိုဥကြီးထောက်ပံ့ခဲ့ပါတယ်။ဒီခုလိုဆွေတော်မျိုးတော်တွေစုံကြရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်နေပါတယ်။